အားလုံးပဲမင်္ဂလာပါဗျာဒီရပိုင်း LGBT တွေကြားထဲမှာဟော့နေတဲ့ကိစ္စ make up artist အချင်းချင်းအဆောင်မြောင်းပြောဆိုနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နည်းနည်းပြောချင်ပါတယ်ကြည့်လိုက်ပါတယောက်ကမှထိကိုက်လို့စိတ်လည်းမရှိဘူးဟိုဝေဘန်နဲ့ဆိုတာကလည်းကိုလောကလူတွေပဲလေညနေတိတွေပဲ မကြရဲ့နင်နောက်ဒါမျိုးမလုပ်ပါနဲ့တငယ်ချင်းရဲ့မလုပ်ပါနဲ့သူ့သူရဲ့ပြောလို့ရပါတယ်ဖုံးဆက်ပြောလို့လည်းရတာပဲဟုတ်တယ်မလားအဲဆိုလို့ရှိရင်လည်းအော်ဟုတ်ကဲ့မကြီးကိုရှင်သက်သွားမှာပေါ့အဲ့လိုမှမဟုတ်ဘူးတက်ရည်တက်ပြောရဲဆိုရဲဆိုတာအစ်တာမြစ်စရိယပေါ့နော်အဲ့ဒါလေးကိုထိမ့်သိမ့်မှာငါတို့ဘွားကြီးကအဲ့လိုအထင်သေးပြလို့လူတွေမြင်မှားပါလားလို့ မတွေးမိဘူးတိုင်လေးကမတို့တိုင်ဝမ်လေးကိုထိခိုက်သွားတဲ့အခါကျတော့မတို့ဝမ်းနေစရာလေးတွေဖြစ်တာပေါ့အဲ့တော့ကြောင့်ကလေးဟိုမတို့အတိုင်းဝိုင်းလေးထိခိုက်သွားတယ်ပြန်ပြီးတော့တဆင့်ငံပြန်ပြီးတော့လူချင်းသိစရာနေရာလေးပြန်ဖြစ်သွားတဲ့အတွက်ကြောင့်စိတ်ကောင်းဟုတ်ကဲ့ပါဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဗီဒီယိုဖိုင်လေးဖွင့်ပြခြင်းပါတယ်ဒီဗီဒီယိုဖိုင်လေးကတော့ကျွန်တော်တို့အားလုံးသိကြပြီးဖြစ်တဲ့ Elmon သင်သူသုံးသက်ပြထားတာလေးတွေသူပြောပြထားတာလေးတွေကအင်မတန်ကိုသဘောကျနှိမ့်ချဖို့ကောင်းတယ် ပြီးတော့သူမြင်တဲ့အမြင်လေးတွေကတော်တော်ကိုမှန်တယ်အားဒါကြောင့်ကျွန်တော်ပြန်ပြီးတော့သူ့ဗီဒီယိုဖိုင်လေးကိုဝေမျှလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအဆုံးထိလိုက်ပါကြည့်ရှုဖို့လည်းဖိတ်ခေါ်ပါတယ်မူရင်းဗီဒီယိုဖိုင်ကိုလည်း credit ပေးပါတယ်ဗျာဟုတ်ကဲ့ပါအရင်ဆုံးကျွန်တော်တို့ဗီဒီယိုဖိုင်လေးကိုစပြီးတော့ကြည့်အောင် ဆိုတော့ LGBT အတိုင်းဝိုင်းလေးမှာအခုတလောလေးပြဿနာလေးဖြစ်နေကြတယ်။နည်းနည်းလေးညှိတိတိလေးတွေချိတ်တိတ်တိတ်လေးတွေဖြစ်နေကြတာအလုံးသိမယ်နဲ့တွေ့ရနော်။ဆိုတော့တစ်ဖက်ကတယောက်ကအာဒီ make up artist တယောက်ကအဲပြောလိုက်တယ်။အဲတစ်ဖက်ကနှစ်ယောက်ကပြန်ပြီးတော့မှသူတို့ရဲ့ response ပြန်ပြီးတော့မှပြောကြတယ်ပေါ့။မနေ့က TV မှာထီအောင်ကျွန်မတိလိုက်ရတယ်နော်။ TV မှာထီအောင်လာတဲ့ချိန်မှာအာနည်းနည်းလေးစောင်းတယ်လို့လို့ချိတ်တယ်လို့လို့လေးနဲ့ TV မှာပြောတာလေးအထီကိုကျွန်မမနေ့ကတွေ့လိုက်ရတယ်။ဒါကြောင့်မလို့ကျွန်မပြောချင်တာလေးဆွေးနွေးချင်တာလေးပေါ့လေ။ဆိုတော့ အဲရုပ်ရှင်နေပေါ့ရုပ်ရှင်နေရိုက်ကြတယ်ပေါ့နော်ရုပ်ရှင်နေရိုက်ကြတယ်ဆိုတော့ရုပ်ရှင်နေထဲမှာအဲကျွန်တော်တို့တွေကအအကောင့်ထဲပေါ်ကြတယ်ပေါ့ပုံဇက်ရုပ်တွေကို အကောင့်ထဲပေါ်တဲ့အချိန်မှာကျွန်တော်တို့မြန်မာပြည်မှာအရင်ရိုးဆွဲတယ်အဲ့ဒါတခုကနော်ဆိုတော့ဘာဖြစ်သလဲဆိုရင်နှာဘူးဘီလင်းသူများမင်းသားနဲ့မင်းသမီးနဲ့ကြိုက်နေတာကိုအိမ်ကသဘောတူထားတယ်ဆိုပြီးတော့မှဝင်လာတဲ့ကောင်တီတင်မောတာဘီလင်း နော်အဲ့လူသည်တင်မော်တာနိုင်ငံညာပြန်လာတယ်အဲဒီလိုမျိုးလုပ်တယ် professional career တခုကိုအရန်ထိခိုက်စေတယ်ဘာလို့လဲတခါမဟုတ်ဘူးအမြင်နဲ့အမြင်နဲ့အမြင်နဲ့ဘီလိန်တိုင်းဟာတင်မော်တာဖြစ်နေတယ်နော်ဘီလိန်တိုင်းဟာတင်မော်တာဖြစ်နေတယ်ဆိုတော့ဒါသည်တစ်ဖက် professional career ကို ထိခိုက်စေတယ်ပေါ့နော်အေးနောက်တစ်ခါဟာတစ်ခါလဲမတော်မနေအနေနဲ့လင်းနေလူကြမယ်ရန်နေဖြစ်ကြမယ်ဟာတခါတည်းဟောလေအော်မရှက်မကြောက်တင်နေလုံမယ်ဟာပြောကြမယ်ဆိုရဲဇက်ရုပ်တွေဆိုရင်အချမိမ့်မကြောက် နော်တခါလဲမိန်းမလိုဝစ်စားပြင်ဆင်ပြီးတော့မှဟာတခါလဲကိုအတင်းမင်းသားကိုအတင်းအဲမင်းသမီးနဲ့ပြိုင်ပြီးတော့မှနောက်ပိုးလုပ်ပြီးလူကြမယ်ဆိုအချဒီလိုမျိုးလေးတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒါရီယာအဲ့တော့အာကျမကတစ်ဖက်ကိုအရင်ပြောမယ်တစ်ဖက်ကကြတော့ဘာပြောလဲဆိုတဲ့ခါကြတော့ तू ပြောတဲ့အပြောလေးရအောင် ဒီလိုမျိုးအာလှုပ်ချင်းအပြင်ခုနကတင်မောသားတွေကိုဘီလိန်လို့မြင်တယ်လို့မျိုးပဲဒီ LGBT တွေအချောက်တွေဆိုတာဟာဒီလိုမျိုးပေါ်ပေါ်ပဲပဲနှစ်ပေးတစ်ပြားဖြစ်သွားစေတယ်လို့မြင်သွားစေတယ်ဒါကြောင့်မလို့ဒီလိုမျိုးလေးတွေတော့မလှုပ်စေချင်ဘူးလို့ဒီလိုလေးပြောတယ်ကျွန်မခံစားလို့ရတယ် right မှန်တယ်မှန်နေ။ तू ကနေနေလေး तू အသွေးခေါ်လေးအရင်အစ်မြင့်သွားတယ်နော်။ तू ပြောတာလေးကလေ မှန်နေအဲသူပြောနေဟာဒါပေမဲ့သူ့ကိုလည်းဆဲကြတယ်ပေါ့နော်အာဘာညာနဲ့ဆဲကြတယ်ဆိုတော့ဆိုတော့အဲကျမတော့သူမှန်နေလို့ပြောပြစီနော်သူမှန်နေဘာဖြစ်လို့လဲဆိုတော့ဒီအမြဲတမ်းကြီးဖြစ်နေတယ်ဟာအမြဲတမ်းကြီးမထော်မနှမ်းနေလို့တဲ့ဟာအမြဲတမ်းကြီးအိုးစားကြီးအပေါင်းစားကြီးလို့တဲ့ဆိုအချောက်တီအချောက်တီနော်အချောက်တီဒီ LGBT တွေ ဒီလိုအချောက်တွေအဲ့တော့အချောက်တွေဒီလို LGBT ဆိုအထင်သေးစရာအနေနဲ့အပြင်လောကကြီးမှာဒီလိုမျိုးလေးတွေဖြစ်စေတယ်ဖြစ်မှာစိုးတယ်ဆိုတော့စိတ်နဲ့သူကဒီလိုမျိုးလေးတွေတော့ဆင်ញင်တဲ့နဲ့လို့သူကဒီလိုလေးပြောတယ်ပေါ့သူပြောတဲ့နေရာလွဲကျင်လွဲသွားလိုက်မယ်ဆိုရှယ်မီဒီယာကနေတက်ပြောလို့မလို့အဲဖြစ်သွားတယ်ဆိုပေမဲ့ဒီလိုဆိုရှယ်မီဒီယာကနေပြောမှဒါလင်အများကိုသိနိုင်မယ် for example ပေးရတာပေါ့ကျွန်မအမြင်နဲ့ပြောတယ်လို့ပေါ့တယောက်ကိုတော့ထိခိုက်နစ်နာသွားမယ်အများကောင်းကျိုးဖြစ်စေတယ်ဆိုပြောမယ်ဆိုတဲ့ပုံစံနှုံးအတိုင်းပဲသူအမုန်းခံပြီး ောသွားတယ်လို့မြင်တယ်အဲ့တော့တစ်ဖက်ကတုံ့ပြန်တယ် ရွေးချက်ပိုင်ခွင့်မရှိဘူးရိုက်ချင်တဲ့ရိုက်ရမယ်အစာဝင်နေရေးအတွက်လည်းတကြောင်ဝါသနာရတကြောင်ရိုက်ရမယ်ဆိုပြီးတော့မှဒီလိုလေးဆိုတဲ့အင်တာဗျူးလေးတခုကျွန်မကြည့်လိုက်ရတယ်တခါမနေရလဲကျွန်မကြည့်လိုက်ရတဲ့ခါကျသူတို့ကအဲဘာပြောလဲဆိုတော့မနာလို့လို့ပြောတယ်မရှုစိမ့်လို့ပြောတယ်အိတ်တာမစ္စရိယာတွေကြောင့်လို့ပြောတယ်ပေါ့အဲဒီလိုမျိုးပေါ့အဲတစ်ဖက်လိုပြီးပြောတယ်ဆိုပြီးနောက်တစ်ယောက်ကလည်းမနေရ TV မှာပါတယ် TV မှာသူတို့ဘာခဏမှလည်းမသိပါဘူးကျွန်မကလည်းအိမ်မှာ TV ခဏလေးဖွင့်လိုက်တဲ့အချိန်မှာမြင်လိုက်ရတယ်เนาะနောက်တစ်ယောက်ကလည်းဒီလိုလေးပြောတယ်အဲဆိုတော့သူတို့က တော့တဖက်လူဟာမနာလိုလို့ပြောတယ်ဆိုတော့ခေါင်းစဉ်အောက်ကိုဆွဲသွင်းလိုက်တယ်เนาะမနာလိုလို့ပြောတယ်ဆိုတော့ခေါင်းစဉ်အောက်ကိုဆွဲသွင်းလိုက်တယ်ဆိုကျွန်တော်တို့မြန်မာပြည်မှာအဲ့ဒါခတ်တာ အဲ့တော့မနာလိုလို့ပြောတယ်ဆိုတဲ့ခေါင်းစဉ်အောက်ကိုဆွဲမသွင်းလိုက်မချင်းတို့နှစ်ယောက်မှန်တယ်တို့အနေနဲ့တို့ site ဖက်ကလည်းတို့မှန်တယ်ဘာဖြစ်လို့လဲဆိုတော့တို့ရဲ့စာဝင်နေရေးအတွက်ရွေးချယ်ပိုင်ခွင့်မရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့တို့ရိုက်ရမှာဘင်းဆိုတဲ့အများလေးရိုက်နေတာဘင်းရိုက်ရမှာဘင်းဆိုတဲ့ဟာမျိုး ਨੇ အဲပြောတာဖြစ်တဲ့အတွက်ကြောင့်လို့မှန်တယ်ဒါပေမဲ့မနာလိုလို့ပြောတယ်ဆိုတဲ့ဟာမှာကျတော့ဒါတစ်ဖက်ကိုပြန်ပြီးတိုက်ခိုက်တာဖြစ်သွားတယ်လို့ကျွန်မဒီလိုလေးမြင်တယ်နောက်တစ်ခုပေါ့မနေ့ကကြည့်လိုက်ရတဲ့ TV အစီအစဉ်မှာပဲပါတယ်မင်းသမီးကတဲ့အဲရုပ်ရှင်ထဲမှာတဲ့အဲ ပြည့်တစားလုံးလို့တဲ့အပြင်မှာပြည့်တစားမှမဟုတ်တာတဲ့ဒါကိုလူတွေကနားလေတယ်တဲ့အဲ့ဒါကိုလူတွေကနားလေတယ် right man နေဒါပေမဲ့အဲ့ဒီဇေယုတ်တီဟာအပြင်မှာ influence ဖြစ်တယ်ရုပ်ရှင်သဘင်ဂီတအနုပညာတွေရဲ့ဟာဒီတိုင်းပြည်မှာ soft power သူဒီအပြင်ကို အပြင်လောကကြီးကို influence ဖြစ်တယ်ကျမတို့ယောက်ျားတွေစိတ်လေးတောက်တက်ခဲ့တာဒီကြော်သူဆိုးသူခစ်ကကြော်သူဆိုးသူဒိုးကလေးလားပါလားမသိဘူးအဲ့ဒီကရှိရဲ့ ဆိုသူကဆေးဆွဲတာလားမသိဘူးเนาะဆိုတော့အဲ့ကားထဲမှာဆိုတကားလုံးစစ်လိုက်တော့တယ်လीเนาะဟာအရန်စတိုင်မိုက်တယ်ကျော်သူနဲ့ဆိုသူနဲ့တငယ်ချင်းလားမသိဘူးကျွန်တော်တို့ငငယ်တော့ကကြည့်ရတဲ့ကเนาะဒိုးကလေးလားပါလားဘာလဲမသိဘူးဇကားနာမည်တော့ကျွန်မမမှတ်မိတော့အဲ့ဒီမှာဆိုသူဟာစစ်လိုက်တော့တာဖြစ်တဲ့တော့ဆိုသူဟာမင်းသားစတိုင်ရမ်းကြတယ်ဆိုသူစစ်လိုက်တော့တာဆိုပြီးလူငယ်တော်တော်များများစစ်လိုက်တော့တတ်ခဲ့ကြတယ်เนาะဆိုတော့ဒွေးကေအကုန်လုံးဒွေးကေလိုက်ညက်တယ်စိုးမြနန္ဒာကေစိုးမြနန္ဒာကေဆိုပြီးဖြစ်လာတယ်အဲ့ဓာတွေဟာရုပ်ရှင်ရဲ့ influence ဖြစ်တာ ဒီရုပ်ရှင်ဂီတအမှုပညာတွေရဲ့ influence ဖြစ်တာ now rapper တွေ rapper တွေ rapper တွေဆိုပုံဖော်တဲ့ရုပ်ရှင်တွေထဲမှာ rapper ဆိုငါပေါ်အဲ့လိုတော့မဟုတ်ဘူးဒါ top professional career တွေကိုထိခိုက်စေတာတွေမြန်မာပြည်ရဲ့ရုပ်ရှင်တွေဟာပြောပြတာเนาะဆိုတော့ရုပ်ရှင်ကားတွေထဲမှာအများစုကြည့်ကြည့်လိုက်ဟာယွာနေထဲမှာ rapper ဖြစ်နေဆို rapper you ဆိုအယူငါပေါ်အဲ့ဒီပုံစံမျိုးပုံဖော်ကြတယ်နော်ဆိုတော့အဲ့တော့ကျမတို့မြန်မာရုပ်ရှင်လောကလေဒီထက်ပိုပြီးတော့မှအဆင်မြင့်တင်တယ်ပညာပေးတဲ့ ဟာဒီမျိုးပို့ပြီးတော့မှဖြစ်တဲ့နေ professional career တွေခုနပြောသလိုပေါ့ကျမကတော့အခုယောက်ျားအသင်းမော်တာလုံးမှာဆိုတော့ကျမကတော့ဒီဟာဆိုကျမလည်းကျမကျမနေပေကနေကျမလည်းနာတဲ့နေရာနေပြောရမှာပေါ့နော်ဆိုတဲ့ခါကျတော့အခုနှာဘူးမရင်းကောင်သူများဟိုအာဟိုနိုင်ငံညာနေပြန်လာပြီးတော့မှမင်းသမီးကိုလိုက်ပြီးတော့မှဖွန်ချောင်တဲ့ကောင်ဆိုအမြဲတမ်းသင်းမော်သားကြီးပဲအပြင်သင်းမော်သားတွေအဲ့လိုဟုတ်လို့လားမဟုတ်ပါဘူးနော်အဲ့တော့မသိရင်သင်းမော်သားတွေကပဲနှာဘူးတွေ နော်တင်မောသားတွေဟာအာလူချင်းဝက်ကိုဖောက်ပြက်နေတဲ့သူတွေနော်ဆိုတဲ့ပုံစံမျိုးဖြစ်တယ်ရပါတွေဆိုငါပေါ်တွေဟာတခါတည်းအချောက်တွေဆိုရင်ငါတခါတည်းကိုဗယံပဓာတွေဒီလိုပုံစံမျိုးတွေဖြစ်တယ်နော်ဆိုတော့ရွာသားတွေဆိုလို့ရှိလို့ရှိရင်လည်းပစိုးတွေကိုဂရိုင်းကြောက်ဂရောင်းကြိုက်ပြီးတော့မှထမ်းရီတော်ထဲမှာဟာတခါတည်းကိုလေထမ်းတော်ထဲမှာထမ်းရီတွေမူးယူပြီးတော့မှဖုံတော်တဲတော်ထဲမှာနပန်းလုံးမယ်ဆိုတဲ့ဇက်ရုပ်တွေကြီးပဲအများအားဖြင့်မြင်ရတယ်ဒါတွေကပုံကြနေတဲ့ခောက်ရိုးကျိုးနေတယ် အဲ့တော့ခုနကပြောတဲ့ဒါကကျမတို့မှန်နေမှားတယ်ဆိုတာထက်အဒီရုပ်ရှင်အမှုပညာဟာရိုက်တာပဲသူများရိုက်လို့ရိုက်နေတာပဲအဲ့တော့မင်းသမီးကရုပ်ရှင်ထဲမှာပြည့်တစားမလို့အပြင်မှာပြည့်တစားမှမဟုတ်တာလူတွေကကြည့်တတ်နေပြီဆိုပေမဲ့ influence ဖြစ်တယ် ရုပ်ရှင်ကြည့်တဲ့လူတန်းစားဟာအချိန်ပိုတယ်အချိန်ပုံးတယ်ရုပ်ရှင်ကြည့်တဲ့လူတန်းစားအများစုဒီအလင်းလက်တန်းစားနဲ့အချိန်ခံလူတန်းစားအများစုပဲရုပ်ရှင်ကြည့်တယ်အထက်တန်းစားတွေပတ်စံရမ်းချမ်းသာတဲ့သူတွေကရုပ်ရှင်ရုံထဲမှာလည်းရုပ်ရှင်ဘယ်သူမှမကြည့်ဘူးအာအာရရလည်းဗမာကားတွေကိုအချိန်ကုန်ခံပြီးတော့မှမကြည့်ကြဘူးဟုတ်တယ်နော်ရုပ်ရှင်ကြည့်တဲ့လူတန်းစားကအချိန်ခံလူတန်းစားနဲ့လူလက်တန်းစားများပါတယ်ပတ်စံရှိတဲ့လူတွေရုပ်ရှင်မကြည့်ဘူးသိလားအဲ့ဒါကြောင့်လဲရုပ်ရှင်တွေကို ဖန်တီးနေတဲ့ စီပွားရေးသမားတွေကငပိန်းဖမ်းတာငပိန်းဖမ်းနေတာသိလားသူတို့ရုပ်ရှင်ကိုပေါ်တော်တော်တွေရိုက်ပြတယ်စောက်တလွဲတွေရိုက်ပြတယ်လူပိန်းကြိုက်တွေရိုက်ပြပြီးတော့ပဆန့်ရှာဒီပြဿနာထဲမှာလည်းအဲ့လိုပဲအချောက်တွေကိုဘာဖြစ်လို့ခေါ်ရိုက်လဲသိလားသူတို့ကဘာနုပညာသူတို့ဘာတယုတ်ဆောင်တက်လို့တော့ကျွန်တော်ပြောတာဘာမှသိတာမဟုတ်ဘူးနုပညာနဲ့ပတ်သက်ပြီးတယုတ်ဆောင်တာနဲ့ပတ်သက်ပြီးဘာမှမသိတာမဟုတ်ဘူး အဓိကသူတို့ကိုခေါ်ပြီးတော့သူတို့မျက်ခွက်တွေသူတို့ပုံစံတွေကိုချနေပြီးတော့ပတ်စံရှာလိုက်တာအဲ့တော့နားမလဲပါမလဲဘူးမသိကိုမသိနဲ့ဝင်ရိုက်နာမည်ကြီးရင်ပြီးရောဆိုပြီးတော့ကိုယ့်ရဲ့အတိုင်းဝိုင်းကိုယ့်ရဲ့အဖွဲ့စည်းကိုနာမည်ဖြတ်တယ်လို့ဖြတ်သွားတာတိလားကိုယ့်အဖွဲ့စည်းကိုယ့်အတိုင်းဝိုင်းကိုတိတ်ခါကြတယ်လို့ဖြတ်သွားတာဒါတွေကိုပြောပြတော့လဲတိမာမဟုတ်ဘူးဗျအခုသူပြောပြထားတာတိတ်ကိုမှန်တဲ့စကားတွေပဲကျွန်တော်တို့ကတောင်းလျှောက်ကြီးတသက်လုံးနီးပါးမှားလာခဲ့တဲ့အမှုပညာတွေ ဆောက်တလွဲတွေချပြခဲ့တဲ့ဒီအမှုပညာတွေအခုတည်းလဲလွဲနေတော့မယ်အဲ့တော့တိတဲ့လူတက်တဲ့လူတွေနားလဲတဲ့လူတွေကပြောပြန်ရင်လဲဆဲဖို့လောက်ပဲစဉ်းစားတယ်နောက်ဆက်ကြည့်ပါဦးမယ်အဲ့တော့ဒါတွေဟာပညာစင်ချင်းတွေးခေါ်နိုင်စွမ်းနေတဲ့ပညာနေတဲ့လူဒန်းစားစီကိုအဓိကပြတ်မှတ်သွားတယ်အဲ့တော့အဲ့ဓာတွေရဲ့ဟာတွေဒီအကုန်လုံး influence ဖြစ်တယ် ဒါကြောင့်မလို့အမှုပညာကျမတို့ကိုရီးယားကနေပြီးတော့မှကိုရီးယားယဉ်ကျေးမှုဟာကဘာတစ်ခုလုံးကိုစီးဆင်းပြီးတော့မှကျမတို့ဒီမှာကိုရီးယားလိုမျိုးကျမတို့တခါတည်းကိုအာတောက်ကြတယ်စားကြတယ်ဆိုဂျူတောက်တယ်အကင်စားတယ်အာကိုရီးယားကင်ချီတွေကျမတို့ဖဲခေါက်ဆွဲတွေဘယ်ကနေလာတာလဲဒီအမှုပညာဒီရုပ်ရှင်ကားတွေကနေပြီးတော့ပဲလာတာအဲ့တော့ကျမတို့မြန်မာရုပ်ရှင်ဆိုတာလဲအဲအမှုပညာဆိုတာလဲနံပါတ်1အသိပညာ ဗဟုသုတတွေကိုဖြန့်ဝေဖို့လိုအပ်တယ်။နံပါတ်၄တကယ့်ကိုနိုင်ငံရဲ့ယဉ်ကျေးမှုအဆင့်တန်းတွေကိုပြဖို့လိုအပ်တယ်။အခုတော့ရိုက်တယ်ဘာတွေကိုရိုက်လဲဟိုနိုင်ငံညာကားတွေအတူခိုးနိုင်ငံညာကားတွေကို copy ယူ inspire တွေယူပြီးတော့မှအခုဆိုရင်ယောက်ျားတစ်ယောက်ကိုအိမ်အောင်ရှိတဲ့ယောက်ျားတစ်ယောက်ကိုမိန်းမတွေကဝိုင်းလူတဲ့ကားတွေအိမ်အောင်ရှိတဲ့ယောက်ျားဟာအိမ်အောင်မကွေးသေးဘဲနဲ့ကျန်တဲ့မိန်းမနဲ့တွားပေါင်းနေတာတွေ ဒါမျိုးတွေကိုတွင်တွင်ကြဲကြဲနဲ့ရုပ်ရှင်တွေမှာတွေ့လာရတယ်။အဲ့ဒါတွေဟာပြင်ပလောကကို influence ဖြစ်ပါတယ်။နော်ဆိုတော့ဒါလေးကိုပြောချင်တာကျွန်မကလေနော်အမှုပညာဟာပရိသတ်လူထုကို influence ဖြစ်တယ်ဆိုတာကိုပြောချင်တာဒါကြောင့်မလို့တယုတ်ဆောင်တိုင်းတယုတ်ဆောင်တိုင်းဟာမိမိရဲ့တယုတ်ဆောင်ချက်တွေကိုတတိနဲ့အတိနဲ့ခုနလိုပြည်သူကို toxic မဖြစ်စေတဲ့ဟာမျိုးလေးတွေတယုတ်ဆောင်နေဆိုရင်ပိုကောင်းတယ် ကျမရဲ့ personal အနေနဲ့ဘယ်သူဘက်ကိုလိုက်မလဲဆိုရင်အမှန်မှန်တော့ကျမအခုလိုက်မယ်ဆိုတဲ့သူဘက်ကိုကျမသူ့ကိုမကြိုက်ဘူး။ကျမသူ့ရဲ့ပရိသတ်မဟုတ်ကျမသူ့ရဲ့ fan မဟုတ်ဘူးဒါပေမဲ့ तू ဆိုလိုတာဒီကိုကျမသဘောပေါက်တယ်အထင်သူတို့ဒီအဝင်းအဝိုင်းလေးတစ်ခုကိုအထင်မသေးစေချင်တဲ့အချောက်တင်ဟာဒီလိုပဲပေါ်ပေါ်ပဲပဲအချောက်တင်ဟာခိုင်းသမျှလုပ်တယ်အချောက်တင်ဟာဒီလိုပဲဆိုရင်ဟာမျိုး image ကိုမဖြစ်စေချင်တဲ့စေတနာနဲ့ तू ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမသူ့ကိုလက်ခံတယ် တဖက်ကနှစ်ယောက်ပြောတာကောဆိုရင်တဖက်ကနှစ်ယောက်ပြောတာလဲမှားတယ်လို့မဆိုလို့နိုင်ပေမဲ့မှန်တော့မမှန်သွားဘူးအဲ့တော့ကျွန်တော်တို့ကဒီမှာသင်ခန်းစာဘာကိုယူရမလဲဆိုတော့ကျွန်တော်တို့အခု social influencer ပေါ့ကျွန်တော်တို့တွေကျွန်တော်တို့အဆင့်ဆိုရင်ဘာမှမဟုတ်တဲ့အဆင့်ဒါတောင်မှပဲကျွန်တော်တို့ဟာ ပြည်သူကို toxic ဖြစ်စေတဲ့စကားလုံးဆိုရှောင်ကျင်ရတယ်။ဘာဖြစ်စောကိုယ့်ကိုချစ်လို့နားထောင်နေတဲ့သူတွေကိုအသိပညာရင်းဗဟုသုတရင်းအသိဉာဏ်ရင်းကိုတီးတဲ့လောက်တွေပဲဖြန့်ဝေခြင်းနဲ့မျှဝေခြင်းနဲ့နော်ခုနပြောသလိုအတူယူမလွဲစေခြင်းမို့ကိုယ့်ကိုချစ်တဲ့သူတွေကိုအတူယူမလွဲစေခြင်းမို့ဘာဖြစ်လို့လဲဆိုတော့အာ influence ဖြစ်တာ influence ဖြစ်တာအဲအတူယူလွဲမှားသွားရင်တတော်ကိုအနေများတဲ့ကိစ္စပါအတုမြေအသက်တင်ဆိုတာရှိပါတယ်ကျွန်တော်တို့နိုင်ငံမှာရှိတဲ့လူဒန်းစားအခြေခံလူဒန်းစားတချို့က တော်တော်ကိုသိပညာနဲပါတယ်ဗျသူတို့တည်တာကတိတိလေးဗျနော်သူတို့ကြည့်မယ်သူတို့အတုခိုးမယ်သူတို့အတုယူမယ်အဲ့ဒါကမှန်တာမှားတာကောင်းတာမကောင်းတာသူတို့မသိဘူးအဲ့တော့ဒီလိုရုပ်ရှင်တွေကလူတွေကို influence ဖြစ်စေတယ်ဆိုတာအမှန်ပဲအဲ့တော့ဒီနောက်ပိုင်းရိုက်တဲ့ကားတွေကိုကြည့်ကြည့်လိုက်လူမိုက်ကားတွေအတက်တူးတွေအပြည့်နဲ့အအကုန်လုံးစိုးပြတယ်မိုက်ပြတယ်ဂန်စတာကားတွေယုံလေးလိုရိုက်တာ ။အော်နောက်ပြီးတော့နေဝင်းနေဝင်းပုံစံကဗျာဘလို့လူမတ်ရုပ်ပေါက်မှာလဲကြည့်ပါအောင်ဒီကောင်းပုံစံဘလို့လူမတ်ရုပ်ပေါက်လို့လား။အဲ့တော့ဒီကောင်းပုံစံကိုကြည့်ကြည့်လိုက်အောင်။အဲ့တော့ဒီကောင်းကမိုက်ပြအစိုးပြအဲ့ဒါတွေကိုကြည့်ပြီးတော့လူငယ်တွေကအတူယူမှာအခုကြည့်ကြည့်လိုက်အပြင်လောကမှာဟာပလီကတ်ကြီးဝိတက်တူးတွေနဲ့အမိုက်တလူလူစိုးတလူလူဘာရီမန်းမသိဘူးလောက်ပြတယ်ဖြစ်နေတာတစ်တော့ပေါ်မှာလဲအဲ့တော့လူမိုက်ဆိုတာကကျွန်တော်တို့ငငယ်တင်တင်ခဲ့ပြီးသားလူမိုက်ဆိုလို့ရှိရင်ကျွန်တော်တို့ကရှောင်ရမှာ လူမိုက်တွေနဲ့မပေါင်းရမှာအခုအဲ့လိုမဟုတ်လူမိုက်တွေဆိုရင်ပို့ပြီးတော့လူရဝင်သလိုဖြစ်လူမိုက်တွေဆို ပို့ပြီးတော့အတန်းရှင်းရသလိုဖြစ်အဲ့တော့လူမိုက်တွေကလည်းအခုနောက်ပိုင်းမှာနေရာတကာလိုဖြစ်လာ အလှူတန်းဆိုလည်းဒီကောင်းနေအဲ့ဈေးရောက်မလားဒီကောင်းနေလူမိုက်က နေရာတကာတွင်ကျဲလာဓာရီကအတူယူမှားတာဗျလူတွေကြားထဲမှာအဲ့ဓာရီကိုတတိချက်ဖို့လိုတယ်ဟုတ်ပြီနော်စက်ကြည့်ပါဦးမယ် အဲ့တော့အမှုပညာရှင်တွေအနေနဲ့ကပို့ပြီးတော့မှသတိထားတဲ့နဲ့အမှုပညာဖန်တီးမှုတွေကျမတို့အခုဆိုလို့ရှိရင်လင်လူမညာလူတာလေးအိမ်တော်ကြီးဖောက်ပြန်းနာရင်းအယမ်းများတယ်နော်အယမ်းများတယ်ဆိုတဲ့ခါကျတော့မင်းသားမင်းသမီးချောချောလေးတွေနဲ့အိမ်တော်ကြီးကိုလှလှပပကြီးကောင်းကောင်းကြီးဖောက်ပြန်နေတဲ့ကားတွေကိုမြင်ရတာဒီကျမတို့အခုပတ်ဝန်းကျင်အတိုင်းဝိုင်းမှာလည်းအဲ့လိုဖောက်ပြန်မှုတွေကိုခက်စိတ်စိတ်ကလေးမြင်လာရတယ်ဒါဒီ normal ပဲ ဒါသည်အများဒီလိုပဲဖြစ်နေတာပဲဟာဒါဟာ EC ပါဆိုတဲ့ကာချာကိုဖြစ်စေတယ်ဟိုရင်တော့ဆိုဒါအိမ်တော်ကြီးဖောက်ပြန်တာတွေဆိုကြောက်စရာကောင်းတယ်သူများပစ္စည်းခိုးတာတွေဆိုကြောက်စရာကောင်းတယ်ဆိုတဲ့ဟာမျိုးတွေအဲ့တော့ဒီခေတ်ဒီကာလကတော့အရန်ပွင့်လင်းမြင်တာတယ်ဆိုတာပွင့်လင်းမြင်တာတယ်ဆိုတာထက်လဲကျမတို့ကရိုးရာယဉ်ကျေးမှုဆိုတာရှိသေးတယ်ဒလိထုံနှန်းစင်လာတွေဆိုတာရှိသေးတယ် ဘာသာရေးရဲ့အစိုးမကြီးဆိုတာတွေရှိသေးတယ်နော်အဲ့တော့အခုဆိုရုပ်ရှင်တိုင်းဟာအိမ်တော်ကြီးဖောက်ပြန်တဲ့ကားကြီးကြီးပဲသူ့သူ့လင်ကိုကိုလူဟာကိုမယားကိုသူ့လူနော်တခါနဲ့ကိုဟာလင်ယောက်စားတယောက်ကိုမိန်းမတွေအများကြီးရဝိုင်းလူအိမ်တော်ရှိတဲ့ယောက်ျားတွေကဖောက်ပြန်ဒီလိုကားကြီးကြီးပဲများတယ်အဲ့တော့အပြင်မှာလဲအဲ့ဒီလိုဇက်ရုပ်တွေကိုကြည်ထားတာဖြစ်တဲ့အတွက်ကြောင့်အပြင်မှာလဲဒါတွေဟာ ဖြစ်ရောဖြစ်စဉ်ဆိုတဲ့ဟာမျိုးတွေစီကိုသွားစေတယ်เนาะဒါကြောင့်မလို့အရန်အနုပညာဟာ influence ဖြစ်ပါတယ်ဒါကြောင့်မလို့ Korea wave ဆိုပြီးတော့မှတခါတည်းကို Korea line ကတခါတည်း Korea အနုပညာတွေကမ္ဘာကိုပောက်သွားတဲ့အချိန်မှာ Korea ရဲ့အကုံလုံးရိုးရာရင်ကျင်းမှုတွေကအကုံလုံးကမ္ဘာအရေးရက်ကို influence ဖြစ်သွားတာ Korea kimchi Korea ပဲခေါင်ဆွဲ soju ဟုတ်လား ဲ့တော့အမှုပညာရှင်နေအနေနဲ့လဲပတ်စံရတာတခုတည်းမဟုတ်ဘဲနဲ့ပြည်သူကို toxic ဖြစ်စေတဲ့ဟာမျိုးလေးတွေဆိုရင်တော့ရှောင်ကျဉ်စေခြင်းနေအသိပညာဘ ഹു တုတရစေတာမျိုးလေးတွေနော်ဒီလိုမျိုးလေးတွေကိုဖန်တီးကြစေခြင်းနေအခုချိန်မှာတိုင်းပြည်ကအဖက်ဖက်ကနေပြီးတော့မှချွတ်ချုံကြပြီးစိတ်ဓာတ်စည်းကမ်း ပညာအညာရာကိုအောက်ကိုရောက်နေတဲ့အချိန်မှာတဖက်တလန်းကအမှုပညာအားဖြင့်ပြန်ပြီးတော့မှစိတ်သက်တီကိုမြင့်တင်ပြီးတော့စိတ်သက်တီကိုကောင်းမွန်အောင်ဒီလိုမျိုး လုတ်ပေးတဲ့အမှုပညာဖန်တီးမှုတွေပို့ပြီးတော့မှဟိုလူငယ်တွေနေနေလည်းကြည့်လို့ကောင်းပြီးတော့မှအသိပညာဘဟုသုတမျိုးလေးတွေရသွားစေတာအတုယူသွားစေချင်တာအတုခိုးသွားစေချင်တာအခုကသားဆိုရင်တတိသားဆိုစိုးမယ်မိမပစံကိုထိုင်ဖြုံးတီးမယ်ဟာစေးချမယ်ဟာမိန်းမရှုံမယ်အဲဒီလိုဇက်ရုပ်တွေတတိသားဆိုရင် ဟာဘယ်လိုစူးစမ်းပြီးဘယ်လိုအောက်သက်ကြီးပြီးတော့မှဘယ်လိုဘဝကိုဘယ်လိုဖြစ်ပြီးဘယ်လိုမျိုးလေးအဲဆိုတော့ယဉ်ကျေးတယ်ဟာအမိဘကိုအမေကိုခံပြောမယ်အဖေကိုခံပြောမယ်နော်အိမ်ဘဝကနေဆင်းသွားမယ်အဲဒီလိုဇက်ရုံမျိုးတွေနော်ဆိုတော့လူငယ်တွေဟာလေအဲ့ဒါတွေကို influence ဖြစ်ပါတယ်နော်အဲ့ဒါတွေရဲ့လွှမ်းမိုးမှုတွေကလူငယ်တွေစီကိုရောက်ပါတယ်နော်ဒါကြောင့်မလို့လေအမှုပညာဟာအရန်ကြောက်စရာကောင်းတဲ့လက်နက်တစ်ခုပါကဘာမှာနော်အမှုပညာဟာတကယ်ကိုတိုင်းပြည်ကိုတောင်ဖြည့်ဆည်းပလိုက်လို့ရတယ်အမှုပညာကြီးနဲ့ နော်အရန်ကိုအရန်ကို soft power ဖြစ်ပါတယ်နော်ဒါကြောင့်အနုပညာရှင်တွေအနေနဲ့ကလင်းအသိပညာဘဝတုတ္တရေအများကြီးပေးစီတဲ့ဟာမျိုးတွေမဟုတ်ဘူးဆိုရင်တော့မအစိတ်တောက်ဖြစ်စီတဲ့ဟာမျိုးတွေဆိုရင်တော့ရှောင်ကျဉ်စေတဲ့တယ်ကျွန်မခုနကပြောသလိုပေါ့အသင်မောသားတိုင်းဟာနှာဘူးရုပ်ရှင်နေတယ်မှာ professional career ကိုထိခိုက်တယ်လေဟုတ်လားအပြင်က professional career ကိုထိခိုက်တယ်ဟို director ကလာရင်မင်းသမီးကိုကြံမဲ့အကောင်ဒီနှာဘူး နော်မင်းသမီးကိုတခါနဲ့ကိုဟိုဇက်ပို့ထောက်ရတဲ့ဟာဒီသူ့ရဲ့ job ဒီဘာလဲသူ့ရဲ့ object opportunity ဒီဘာလဲတင်မောသားတင်မောသားတွေဒီနှာဘူးအဲ့တော့လူဒီအမြင်မှာတင်မောသားဒီနှာဘူးဖြစ်သွားပြီအချောက်တီဆိုရင်ဗယံမတာတွေအကုန်လုံးတန်ဖိုးမဲ့ဟာရော်ပါတွေဆိုငပေါ်အယူရွာသားတွေဆိုရင်ပစိုးတို့တူတူဝိတခါတည်းကိုဟိုထန့်ရီထဲမှာထန်းထဲမှာထန့်ရီတောက်ပြီးတော့မှမူးပြီးရန်ဖြစ်နပန်းလုံး ုံကြနေပြီတကယ်အပြင်လောကကြီးမှာအတိုင်းနေဟုတ်လို့လားမဟုတ်ပါဘူးနော်မဟုတ်ပါဘူးနော်ဟုတ်တယ်မလားဒါကြောင့်မလို့အမှုပညာကျမတို့မြန်မာပြည်ကမြန်မာပေါ်ကားလို့ပြောတာလေနေတော်နေသေးတယ်နေတော်နေသေးတယ်နော်ဒါကြောင့်မလို့လေအမှုပညာဟာ influence ဖြစ်ပါတယ်ဆိုတာလေးကိုကျမသိစေချင်တာ လူငယ်တွေစူးစားခြင်းစိတ်တွေဖြစ်အောင်လူငယ်တွေစိတ်ထက်တွေကောင်းအောင်လူငယ်တွေတက်ကြွအောင်လူငယ်တွေအလုပ်စူးစားအောင်တယောက်နဲ့တယောက်နဲ့တင်းမွောက်ကေကောင်းအောင် sympathy empathy တွေဖြစ်အောင်ဒီလိုစိတ်ယုံမျိုးတွေကိုဖန်တီးစမ်းမှာအခုတော့မဟုတ်ဘူးလူငယ်တွေကကြလေပြီသူ့မယားကိုလူမယ်သူ့စော်ကိုကြိုက်မယ်စေးချမယ်စေးဆွဲမယ်နော်အဲ့လိုအဲ့လိုအဲ့တော့ကျမက ဒါလေးကိုဒီနေ့အဲ့ဒီဖြစ်နေတဲ့ဖြစ်စဉ်ဖြစ်ရက်ကလေးပေါ်မှာမူတည်ပြီးတော့မှကျမဒါလေးကိုဆွေးနွေးကြည့်တာเนาะအဲ့တော့အမှုပညာရှင်တွေလည်းပတ်ဆိုင်ရတာတခုတည်းနဲ့မဟုတ်ဘဲနဲ့တိုင်းပြည်ကိုနည်းနည်းကြည့်ဖို့ပေါ့เนาะဟုတ်ကဲ့ပါဒီအကြောင်းအရာလေးကတော့ LGBT အတိုင်းဝန်းမှာဖြစ်နေတဲ့ပြဿနာတွေကို ပြောရင်းနဲ့အမှုပညာအတိုင်းဝန်းကိုဝေဖန်ထောက်ပြသွားတာပါအင်ပတန်ကိုဘူးတုဒရရပါတယ် အကြည့်နေတဲ့ကျွန်တော် viewer တွေလည်းအသိပညာဘုသူဒတစုံတရာရသွားလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်အဲဒါကြောင့် Elmon တင်းရဲ့ video လေးကိုပြန်လည်ဝေမျှရခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော် quiz တော့ပါ